ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာနတ်ဆကပကအုပ်ချုပ်ရေးရန်ကြရတွေမရှိတဲ့အတွက်မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ရေးကိုနတ်ဆကအနေနဲ့လက်ခံရေးလုပ်ငန်းစဉ်တွေမလုပ်ဆောင်နိုင်သေးဘူးလို့ SCA ထုတ်ထားတဲ့ပအိုးမြတ်လူမြောက်ရေးအဖွဲ့ချုပ် BNL NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။နတ်ဆကဥက္ကဋ္ဌဘုံကြုံမူကြီးမေအောင်လိုင်ရဲ့ပြီးခဲ့တဲ့ဘန်ကောက်ခီးစင်မှာမွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားရဲ့ဝန်ကြီးနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးကမိုဟာမက်ယူနုရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ဒေါက်တာခါလီလာရာမန်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာငလျင်ကြောင့်ပြန်လည်ထူထောင်နိုင်ရေးလုံလောက်တဲ့ငွေကြေးမရှိနေတဲ့အပြင်ရခိုင်မြောက်ပိုင်းကိုအရခတက်တော်အေးကအုပ်ချုပ်ထားတဲ့အတွက်မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရေးနတ်ဆက်ကအနေနဲ့မလုဆောင်နိုင်ဘူးလို့ NCA ထိုးထားတဲ့ပအိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ် BNL NCAS မှဥက္ကဋ္ဌဘူမူကြီးခွန်အုပ်ကာကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။မလုဆောင်နိုင်ဘူး။ အခုသူပြန်လက်ခံမဲ့နေနေဘယ်လိုလက်တော့မှရှိတယ်နံပါတ်၁ကုန်ကြစိတ်ဘယ်လိုထုတ်မလဲနံပါတ်၂နော်သူကလက်ခံဖို့အာဒီပါရှိတယ်ဆိုရင်လက်တွေ့လို့ဘောကမေကွန်းနေရရှိတယ်ပဲနော်အခုကျွန်တော်ငလင်းတာနောက်မှပြန်လဲထူထောင်ဖို့ငွေမှမရှိပဲအဲ့ဒီလူတပိတ်ရှိပေါင်းပြန်လက်ခံဖို့ငွေရလဲနဲတဲ့တုတယ်မှမဟုတ်ပဲအဲ့ဒါကိုဘယ်လိုထုတ်မလဲအဲ့ဒါအဲ့ဒီပြဿနာရှိတာပေါ့နောက်တော့ပြန်လဲ ဆယ်ဆောင်တော့ပြန်လဲချက်သားတာကိုလည်းတပည့်အင်အားစုကကြောက်မှရတယ်ဒါမျိုးကကျွန်တော်တို့ဒီကိုယ့်အကူသားပယ်လို့လည်းမရဘူးအုပ်ရှိနေတဲ့အုပ်ချုပ်နေနေချိန်နေတဲ့အဖွဲ့ကြီးတွေကလည်းလုံးလုံးမရဘူးပြန်သွားတဲ့လူတွေကနောက်ပါတဲ့ကုန်တဲ့ကရရမယ်နောက်ပါနဲ့နေရာတကြပြန်နေထိုင်နိုင်ရမယ်နောက်ပါ၃ဘွားရှင်ပါနိုင်ရမယ်ဒါမှပြန်သွားတယ်လို့ခေါ်တာဟုတ်အားလုံးလုပ်ပြီးမှ နော်ပြန်တယ်လို့ခေါ်တာပေါ့ပြန်တယ်နေရာခြားသားတယ်လို့ခေါ်အဲ့ဒါလည်းမပါဘဲနဲ့ဟိုပြေးတဲ့ဒီပြေးတဲ့အထုတ်ကုန်းပေါ်ရွှေ့တော့သွားနေတာဟိုဒါနိုင်ငံတကာပုံစံမှမဟုတ်ပဲအဲ့ဒါကြောင့်ပါဟောမလုံနိုင်ကြပါဘူးအခုရှင်းနေပါအပြောပဲဖြစ်တယ်သဘောတူတယ်ပြောတယ်မလုံနိုင်ပါဘူးသင်္ကြန်ကျဆိုရလည်းမလုံနိုင်ဘူးနော်လက်ရှိရခိုင်ဖွဲ့စည်းလည်းမလုံနိုင်ဘူးကျွန်တော်ထင်တယ်ဒီအစီအစီလည်းလုံနိုင်မဲ့အလားအလာမရှိပါဘူးနောက်ဆက်ကနေဘင်္ဂလားဒေ့ရှ်တို့အကြဆွေးနွေးမှုမှာတော့ ထပ်ပြေးတင်းရှောင်သွားတဲ့မွတ်စလင်ဒုက္ခသည်တွေထဲကမှဘယ်သူဘဝဖြစ်ကြောင်းစစ်စစ်အတည်ပြုထားနိုင်တဲ့အရေးအတွက်ပေါင်းတသိန်းရှစ်တောင်းရှိတယ်လို့မြန်မာဘက်ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုအတည်ပြုခဲ့တာပါအဲ့ဒီပမာဏဟာ2018ခုနှစ်ကနေ2020ခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာကိုအုပ်စု6တုပ်ခွဲပြီးတင်ပြခဲ့တဲ့မွတ်စလင်ရှစ်သိန်းထဲကမှတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်းသိရပါဗျ။နောက်ထပ်လူဦးရေ9000တောင်းကိုလည်းအပိသက်စစ်စစ်နေဆဲဖြစ်ကြောင်းတပ်ပုံတွေနဲ့အထောက်အထားအသေးစိတ်အချက်အလက်တွေကိုပြန်လည်တုံ့သက်ဖို့ကြံတင်သေးကြောင်းလည်းသိရတာပါ ဒါကြောင့်နေရက်ပြန်ပို့ရေးအမှန်တကယ်လုံဆောင်ခဲ့သည့်ရှိသောတရားဝင်စီစစ်အတီးပြုရသေးတဲ့ပမာဏ3000တောင်းကိုသာမြန်မာဘက်ကဥစွာလက်ခံမယ်အနေထားလည်းဖြစ်ပါတယ်အဲ့ဒီလိုမျိုးမွတ်စလင်ဒုက္ခသည်တွေကိုနေရက်ပြန်ရေးအတွက်လူဦးရေအတည်ပြုခဲ့ကြတာဟာနိုင်ငံရေးအရသဘောတူညီမှုတစ်ခုလို့သာသုံးသပ်တယ်လို့တင်နကမဟာပြူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရစေ။အဲ့ဒီအပိုင်းကတော့ဒါနိုင်ငံရေးအရကျွန်တော်တို့ကဟိုငွေကြေးတစ်ခုလို့ဆိုတာပဲ။လက်ရှိနေတဲ့နိုင်ငံလက်ခံဆိုတော့အဲ့ဒီအနေနဲ့လက်ခံပါတယ်။အဲ့ ဒီဘိုင်းမှာကြာတော့ဒီနေ့ကနေတော့ခက်အသေးစိတ်ပြင်ဆင်ကြရအောင်ဆောင်ရတယ်ဆောင်ရတယ်မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2018ခုနှစ်ကပဋိပက္ခတွေကြောင့်ရခိုင်မြောက်ပိုင်းရှိမွတ်စလင်ဒုက္ခသည်တွေအစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ရပြီးနောက်ကုလသမဂ္ဂနဲ့နိုင်ငံတကာကနေရပြန်နိုင်ရေးကိုတိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ match လအတွင်းဘင်္ဂလားဒေ့ရှ်မွတ်စလင်ဒုက္ခသည်စခန်းကိုတွားရောက်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကတော့သူတို့တွေနေရပြန်နိုင်ရေးအတွက်အေအေနဲ့တွဲဆောင်ဆွေးနွေးစကားပြောဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။